စစ်တပ်ကတော့ညင်းဆိုတာရှိတယ်ကျွန်တော်တို့ကမပြေတော့ကံရချင်းစစ်တပ်ဒီနေကြောင်းအဖြစ်ပုံမှန်တိုက်ခိုက်မှုတွေเนาะပုံရှိတဲ့အချက်ကိုတိုက်ခိုက်မှုတွေရှိရတဲ့ကြောင်းမို့လို့ဒုစိတ်ထဲမှာကျွန်တော်ဝင်ခံပါတယ်စစ်တပ်ကနေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ကျွန်တော်တို့ခံစားရပါတယ်เนาะခလေးတွေကိုအနေနဲ့တဲ့ဘုံကျဲတယ်ဒီဒီပဲရင်ဖြစ်စင်တာနော်ဘာမှမဆိုင်တဲ့စာတင်ကြောင်း PDF တရားမှမရှိဘူးခလေးတွေစာတင်နေတဲ့စာတင်ကြောင်းအဲ့ဒီစာတင်ကြောင်းပေါ်ဂျက်ဖိုက်တာနဲ့ဘုံဖြစ်ချက်မင်းတို့ညံကြပြီးပြီးတိတ်ခါကြီးလူပီတတ်ဆိုကိုနောက်ရေလောက်ရကိုဝင်ခံလေကွာ အလိုချရမီဘာပြည်သူညကိုမော်မာများအလုံးမမင်္ဂလာပါ Newsbit Channel ကနေပြန်မပြောင်းလဲကြိုဆိုလိုက်ပါရယ်2025ခုနှစ်မေလ17ရက်နေ့ကျွန်တော်အင်္ဂါနေ့ညပိုင်းဗီဒီယိုတင်ဆက်မှုအနေနဲ့ဒီနေ့ညမှာတော့ဆုံးချက်တဲ့တော်လန်သတင်းထုများစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကြောင့်လည်းတို့ဆက်ဆုံးကြည့်ရှုပေးကြဖို့အားလုံးဖိတ်ခေါ်လိုက်ပါရယ်ကျွန်တော်ကခါတိုင်းလိုပဲအင်ဝဆုံးအနေနဲ့သတင်းတိုလေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ ရခိုင်ပြည်နယ်ရတိတောင်မြို့နယ်ထွန်းရီဝက်ကျွော်ကိုမေလ၁၃ရက်နေ့ပိုင်းမှာစစ်ကောင်စစ်နေပြီးတော့လေကြောင်းနဲ့ဘုံချတိုက်ခိုက်ခဲ့လို့တည်ဆုံးသူ၁၃ဦးထိရှိလာပြီးတော့30ထက်မနည်းဒဏ်ရာထားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အလောင်းက၁၃လောင်းရထားပါတယ်။ဒဏ်ရာက30ကျော်ပြီးတော့လက်ရှိ20ကျော်ရထားပါတယ်။ထိခိုက်သူပိုများလာနိုင်ပါတယ်ဆိုပြီးတော့သတင်းမြစ်ကနေပြီးတော့ပြောဆိုထားတာပဲဖြစ်ပါတယ်။ ထွေဝါကျေးဝါကိုစစ်ကောင်စီတပ်ကနေပြည်မလေးချောင်းတက်ခိုက်လို့73ဟူတေဆုံးပြည်မ20ခန့်တန်ရထားတဲ့အကြောင်းကိုလည်းအရခတ်တော်အေးပြောခွင့်ရခိုင်တုခနဲ့ပြည်မရဟန်းပြည်နယ်ခြေစိုက်တရင်ဌာနချုပ်မှာဖြေကြားထားတာပဲဖြစ်ပါတယ်။ရေတိတောင်မြို့ကဆိုတော့ကျွန်တော်အေးတင်ပိုက်ထင်းချုပ်ထားတဲ့မြို့ဆိုတာတော့အလုံးလိုက်တည်ထားတာပါနော်။ဆိုတော့စစ်ကောင်စီအနေနဲ့ကတော့ကျွန်တော် လိုမျိုးနေရက်စတိုက်တော်တို့ P2P သားတွေပေါ်မှာအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုတွေကျူးလွန်နေတာပြမတာဟောလိုက်နိုင်ငံတကာဖွဲ့စည်းတွေနဲ့တရှိပြီးတော့မှအ мян ဆုံးစစ်ကောင်စီနဲ့ပေါ်ပါလူသူစုတွေကိုအရေးယူနိုင်ဖို့ကျွန်တော်တို့ကနေပြမတောင်းဆိုထားတာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းသဘောအနေနဲ့ကတော့ပကိုးတိုင်းတာယိုရီခဲမြေလမြို့နယ်အတွင်းမှာရှိတဲ့စစ်ကောင်စီလက်ခံတပ်ဖွဲ့တွေအားဆိုရင်စံပုတ်ရွာချေဆိုင်ဆန်စပို့စခန်းနဲ့ဟန်ယူဆစ်စေးရေးစခန်းတွေကိုဆုံးခွာပြမထွေပြေးတော့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ ဟန်ယူလမ်းဆောင်ခဲတဲ့စမ်းဘုတ်စခန်းကသူတို့တွေကခါရရက်တဲ့ထက်ပြန်ပေါင်းသွားကြတာ PDF တွေကမင်းလမ်းမျိုးကိုတိတ်မဲ့ဆိုပြီးတော့မှဘဲကနေတရင်ကပြတ်နေလဲတော့မသိဘူးအဲ့ဒါနဲ့စခန်းတွေကအင်အားတွေကိုခါရရက်တဲ့ထက်ပြန်ဆိုပြီးတော့မှခန်းစစ်ပြင်းတဲ့သဘောလုံးနေတာလို့ယူဆရတဲ့ဆိုပြီးတော့မှမင်းလာချွေဆိုင်တော်လိုင်းတဖုတ်ဝင်တူကနေပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်ဆိုတော့ဒီစစ်ကောင်စီတဖုတ်ဝင်တွေကတော့အခုဆိုရင်ဒီစစ်ခန်းကုန်းတွေကနေပြီးတော့မှ ထူပြီးသွားကြတာဖြစ်ပြီးတော့မှသူတို့ရဲ့ပေါ့နော်ဒီတရရဲ့နဲ့ပူပေါင်းပြီးတော့မှခုစဉ် concept ပြင်ဆင်နေတာပဲဖြစ်ပါတယ်မြလာမျိုးတင်းတဲ့ဘွဲစရမယ်စပရမအတန်တွေလည်းကြဲကြဲပြန့်ပြန့်ထွက်နေတာမလို့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနည်းနည်းကတော့ဘလိုနည်းနဲ့မှလုံခြုံမှုမခံစားရတော့ဘဲနဲ့ခုစဉ်သူတို့ပြန်ပြီးတော့မှပြစ်ဆဲရမယ့်အချိန်ကိုရောက်ပြီဆိုတော့လည်းကျွန်တော်တို့တပ်ဖွဲ့ဝင်တွေကနေပြီးတော့မှတရိပ်ပြပြောကြားထားတာပဲဖြစ်ပါတယ်ကြဲကျွန်တော်ဒီနေ့ညပထမဆုံးအနေနဲ့ကြည့်ရမှာကတော့ တချို့တလေတွေကနေပြီးတော့မှ NUG နဲ့ PDF တွေကစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေမှာအဓိကတရားခံတွေဆိုပြီးတော့မှပြောကြားလိုက်တဲ့ပုံမှာကိုစီဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်စကြည့်လိုက်ရအောင်နော်သူတို့ပဲနဲ့အခုအဲ့ဘောမအကောင့်အတုတွေနဲ့အမှန်ဆုံးစကားရှိတယ်။ဘာဖြစ်လဲ?သူတို့ပဲကြောင်းမတက်နဲ့ကြောင်းထွက်ဆိုပြီးတော့ပြောခဲ့ပြီးတော့အခုတော့စာတင်နေတယ်။ဒီကောင်တွေရဲ့အတိတရား level တွေကဘယ်လိုနေဖြစ်ကုန်လဲကျွန်တော်စဉ်းစားလို့မရအောင်။အဲ့လိုစကားပြောတဲ့လူတွေကသူတို့သူတို့မရှက်တာလား။ဟမ်?ယုံမတက်တဲ့ယုံထွက်လို့ပြောတယ်။ကြောင်းမတက်လို့ကြောင်းထွက်လို့ပြောတယ်။နော်?အဲ့ဒီစကားကိုမင်းတို့ဖွက်နေတယ် ယုံမတတ်နဲ့ယုံထွက်ဆိုတာကယုံမတတ်နဲ့ဆရာဝန်တယောက်ကယုံမတတ်နဲ့ကျောင်းဆရာဆရာမတယောက်ကကျောင်းမတတ်နဲ့ယုံမတတ်နဲ့ယုံထွက်လို့ပြောတာဒီဆရာဝန်တယောက်ကိုစေးမခုနဲ့ပြောတာလားအာနာတိန်းထားတဲ့စစ်ကောင်စီရဲ့လက်အောက်မှာတောင်းဝင်မထမ်းဆောင်နေလို့ပြောတာလားကျောင်းဆရာမတယောက်ကျောင်းဆရာဆရာမတယောက်ကိုစီရီယန်လုတ်ပါလို့ပြောတာဒီစာမတင်နဲ့လို့ပြောတာလားစစ်ကောင်စီအုပ်ချုပ်တဲ့အောက်မှာမနေနဲ့လို့ပြောတာလားထမင်းစားပြီးလူကမွေးတဲ့လူဆိုရင်အဲ့ဒီအဖြစ်ကိုတီးလိုက်။အင်းနော် စာမသင်နဲ့လို့ဘယ်ဘယ်သူမှမမပြောတယ်လို့ဘယ်ဆရာမှမလည်းစာမသင်နဲ့လည်းမနေဘူးနော်စာသင်နဲ့ CDM ကိုလိုက်ဖမ်းနေတဲ့ကိုမေကိုလို့တွေပဲရှိတယ်စာမသင်နဲ့ဆရာစာမသင်နဲ့ဆရာမှမရှိဘူး CDM လောက်သွားလို့ဆိုပြီးတော့ရှင်းတယ်နော်ငါပြောတဲ့စကားမှိုင်းမင်းတို့ခွေးမျိုးတွေလာခဲ့ဈေးမကူတဲ့ဆရာဝင်မရှိဘူး CDM လောက်ပြီးဈေးကူနေတဲ့ဆရာဝင်တွေကမင်းတို့ခွေးမျိုးတွေလိုက်ဖမ်းတာမရှိတယ်ငါပြောတဲ့စကားမှားတယ် အဲ့တော့ယုံမတက်တဲ့ယုံရွက်တို့စကားဒီအာနာတိန်ကစားမှတတိုင်းပြီးတော့လမ်းပေါ်ဒေါ်လာထွက်နေတဲ့လူအုပ်ရောက်နေတယ်။အဲ့ဒီအချိန်မှာမင်းတို့ကိုစန့်ကျင်နေတဲ့လူအုပ်အဲ့ဒီစန့်ကျင်နေတဲ့လူအုပ်ကဘာမစုံလုပ်ဖို့အစဉ်နေပဲ။အဲ့တော့ဘာမစုံလုပ်ဖို့အစဉ်နေလူအုပ်ကိုဒုံဆွဲပြီးရိုက်ကြဓာဆွဲပြီးခုတ်ကြတဏ္ဍဆွဲပြီးတတ်ကြလို့ပြောရမှာလား။အငိမ့်ချမ်းဆုံးအာနာဖီဆန်တဲ့စီဒီယန်လုတ်ကြမှာလို့ပြောရမှာလား။စီဒီယန်လုတ်ဖို့ပြောခဲ့တဲ့လူတွေကိုစောက်ပြစ်ပြောပြီးတော့ဗီဒီယိုဖိုင်နဲ့တင်းနေတဲ့ကောင်တွေငါတဲ့မေးတာ။ဒီအဲ့ဒီအချိန်မှာစီဒီယန်မလုတ်နဲ့ တွေ့တဲ့စခန်းဝင်စီတွေ့တဲ့စစ်သားသားများအကုန်ခုတ်တက်တက်ဖြတ်လို့အကြမ်းတက်လုပ်ခိုင်းရမှာလားသမင်းစားလေးကြီးတာဆိုရင်လူလိုတွေးပြီးလူလိုပြောရတယ်ကိုဖြစ်ချင်တာကိုပဲအချမ်းကိုအနိုင်ရရင်ငါစကားနွားရပြောတာအဲ့ဒါပြိဿံနော်ဒီစကားတွေကိုပြောနေချင်တာကြာပြီးပတ်ဝန်းကျင်မှာအခုလက်ရှိကလေးတွေကိုအနေဖြစ်တယ်ဘုံကျဲတယ်ဒီဒီပရင်ဖြစ်စင်ဟာနော်ဘာမှမဆိုင်တဲ့စာတင်ကြောင် PDF တရားမှမရှိဘူးကလေးတွေစာတင်နေတဲ့စာတင်ကြောင်အဲ့ဒီစာတင်ကြောင်ပေါ့ Jet Fighter နဲ့ဘုံကျဲချတာ မင်းတို့နေရကြပြီတိတ်ခါကြီးကြီးလူပီတတ်ဆိုအကိုနှုတ်ရုပ်ရက်ကိုဝေခံလေကွာဘာဖြစ်လို့ဝေမခံရဲပဲလဲအခုကြော်စိုးဝယ်ဇော်ဘုံဟင်းရဲ့အမှဟိုဖာနေမတစင်ဦးရဲ့၃ရောက်မင်းတို့နေကိုမင်းတို့အဲ့လိုထွက်ပြောလိုက်တာမင်းတို့ကဘလို့အတွေးခေါ်တယ်ပြောလဲမသိဒါပေမဲ့မင်းတို့ကိုအားပေးထောက်ခံနေတဲ့လူတွေတော့မပြောလာလားဆိုတော့ဟာဒီလူတွေတို့စကားပြောတယ်ဆိုမင်းတို့အထက်ကျမ်းတော့မင်းတို့ပြောင်းဝေးပြန်လာပြီအဲ့ဒါမင်းတို့ကလူမဆန်တဲ့လောက်ရက်ကမင်းတို့ဖြားပြလာပြီလူကြားတယ်မှာနော်စာတင်ကောင်းကိုဘုံကျဲဝတဲ့လူတိုင်းတည်တယ်ခလေးတွေတည်တာလည်းလူတိုင်းတည်တယ်ဘာမှမဆိုင်တဲ့စာတင်နေတဲ့ခလေးတွေ တော့မင်းတို့စစ်ကောင်စီအုပ်ထုပ်တဲ့အောက်မှာပဲစာတင်ခွင့်ရှိတာလားမင်းတို့အာဏာသိမ်းတာကိုလက်မခံဘူးလေလက်မခံတဲ့ပြည်သူကမင်းတို့အောက်မှာမနေဘူးဒါပဲလေအဲ့တော့မင်းကမင်းတို့အောက်မှာမနေတဲ့လူတယောက်ကရန်စုပ်သားဖြစ်သွားတာဒီလူတယောက်ကမင်းဒီလူရဲ့အုပ်ချုပ်မှုအောက်မှာမနေဘူးအဲ့ဒါရန်စုပ်သားဖြစ်သွားတာကဲမစမနာပြောနေကြအောင်အဲ့သေဝါတဲ့လူတွေထဲမှာမင်းတို့ရဲ့သားတွေမိတွေမြင့်တွေဆိုရင်မင်းတို့အဲ့လိုစကားမျိုးပြောမှလားကိုစီရော်ဒဲကိုမေးလိုက်တာနော်အထူးသဖြင့်ကျွန်တော်တို့ ဒီအော်ထိန်သွင်းကြွေးရွာကိုစကွန်ဆန်နေပြီးတော့မှစတင်ကြောင်းပါဘုံကျဲတက်ခဲမှုနဲ့ပတ်သက်ပြီးတော့မှဘောမတွေကနေပြီးတော့မှ PDF တွေကစတင်ကြောင်းတွေမှာတဆွဲမှုတွေရှိလို့အဲ့လိုမျိုးလုပ်ရတယ်ဆိုပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်။တစ်ဖက်မှာတော့ကျတို့ဒီတော်လိုင်းရေးရောင်းဆောင်သမားတချို့ကနေပြီးတော့မှလည်း PDF တွေကြောင်းကျတို့ပြည်သူတွေကစကွန်ဆယ်လေးကြောင်းတက်ခဲမှုတွေကိုနေ့စဉ်နဲ့များခါနေရတယ်ဆိုတဲ့ပုံစံမျိုးတွေအထိအားချောင်းပြီးတော့မှဟုတ်ပဲရောင်းဒီပေးရောင်းပုံစံမျိုးနဲ့ပြောဆိုထားတော့လဲကျွန်တော်တွေ့တာမလို့ဒါတော့ကျွန်တော်အခုချိန်မှာတော့စကွန်စီနဲ့ဒီဘောမအယောင်ဆောင်သမားတွေကနေပြတော့မှာပဲ တို့ပြည်သူနဲ့တော်လိုင်းတဖို့ဝင်နေကြတဲ့မှာတွေ့ခွဲတက်ရှုပြီးတော့မှအချင်းချင်းစီဝင်ကွင်းမှုတွေပြောင်းလွတ်ဆောင်နေကြတဲ့အချိန်ပဲဖြစ်ပါတယ်။ကျွန်တော်ကတော့အားလုံးသိထားတဲ့အတိုင်းပဲစစ်ကောင်စီရဲ့လူတွေနဲ့ပတ်သက်ပြီးတော့မှခက်ဆက်ဆက်တို့ရဲ့ပေါ့နော်ဝါတာမိုင်းတက်တဲ့အခြေအနေတွေကိုလည်းသိရှိထားကြတာမို့လို့ခုချိန်မှာတော့ကျွန်တော်ရဲ့ဘဝင်သူဖြစ်တဲ့စစ်ကောင်စီရဲ့ဆိုရင်ပို့ပြီးတော့မှရက်စစ်လာပြီးတော့မှပြည်သူတွေကိုမဲမဲမြံဆိုပြီးတော့မှခုလိုမျိုးလွတ်ဆောင်နေမယ်ဆိုတာလည်းအားလုံးသိရှိထားတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတပိုးအနေနဲ့စစ်ကောင်စီရဲ့ဒီအော်တိုနင်းကျွေးရစာတင်ကြောင့်မှုန်ကျတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့မှပြောင်းကြရတယ်စစ်ကောင်စီကနေပြီးတော့မှဒီလိုမျိုးလှုပ်ဆောင်ခဲ့တဲ့စပရမော့ပေါ့နော်ဝန်ခံပြောကြားထားတဲ့ဟာလေကျွန်တော်ဆက်ပြီးတော့မှနောက်ထောင်ကြည့်လိုက်ရအောင်ဒီပြဿနာတော့လုံးဝစိတ်မကောင်းဖြစ်ရပါတယ်ပေါ့နော်အခုလက်ရှိရေဘူးကအပြည့်သုံးသက်ယူဆလို့ရတာတော့ကျွန်တော်မပြေတော့ခံရရှိဖို့ဗျာနော်စစ်တပ်ကတော့ညင်းဆိုတာရှိတယ်ကျွန်တော်တို့ကမပြေတော့ခံရရှိစစ်တပ်ဒီလေကြောင်းအဖြစ်ပုံမှန်တိုက်ခိုက်မှုတွေနော်ဒီတပုံရှိတဲ့အရက်ကိုတိုက်ခိုက်မှုတွေရှိတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်စိတ်ထဲမှာကျွန်တော်ဝန်ခံပါတယ်စစ်တပ်က လေချောင်းတိုက်ခိုက်ခဲ့တယ်လို့ကျွန်တော်တို့ခံစားရပါတယ်ပေါ့နော်ပြောပြီနော်ဆွဆွဲမှုတော့မဟုတ်ဘူးကျွန်တော်ခံစားရတယ်ကျွန်တော်ခံစားချက်ကိုပြောမှန်းမရှိပါဘူးနော်အဲ့တော့အိမ်ကြီးပေါ့အိမ်လေးစောင့်နေတာခင်ဗျားတို့အားပေးနေတဲ့ကာလာပတ်လုံးခင်ဗျားတို့ကျွန်တော်တို့ဒီလေပြဿနာရဲ့အစိတ်ပိုင်းတစ်ခုဖြစ်နေတယ်ကျွန်တော်ကိုယ်တိုင်အဖြေဖြစ်ဖို့ကြိုးစားအဖြေဖြစ်ဖို့ကဘာလုပ်ရမလဲကျွန်တော်တို့အားလုံးကရှိတရားနဲ့အတိတရားကိုလက်ခံမယ်အဲ့ဒါကတော့လေကျွန်တော်မြန်မာနိုင်ငံမှာအစိုးရတရားနဲ့စစ်တပ်တစ်ခုပဲရှိရမယ် အိမ်ကြီးပေါ်မှာအိမ်လေးဆောင်ဟိုနေရာကဟိုစစ်တပ်ဒီနေရာကဒီစစ်တပ်ဆိုတဲ့ပုံစံမျိုးဟာအဲ့ဒါကိုလက်ခံရတယ်ခင်ဗျားတို့ကိုယ်တိုင်လည်းဒီပြဿနာကိုရှုပ်ထွင်းအောင်လုပ်တယ်ဥပမာဒီ JFN ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ JFN ဆိုတဲ့အဖွဲ့အစည်းက Justice for Myanmar ပေါ့သူတို့ကတော့ကျွန်တော်တို့အဖွဲ့အစည်းကိုလေ့လာကြည့်တာတော့လေအဲခိုးချောင်ခိုးဝန်းနဲ့ဖွဲ့ထားလို့ကြားသိရတယ်နော် တို့အဖွဲ့ဘယ်သူပဲပါဆိုတာတို့မပြောဘူးနိုင်ငံတကာမှာရှိနေတဲ့အချက်လက်တွေကိုတို့အားလုံးကိုလေ့လာတယ်လေ့လာပြီးတော့မြန်မာနိုင်ငံမှာပဲအဲဆိုရကပဲစီးပွားရေးလုပ်နေပါပြီဘယ်သူကပဲစီးပွားမြင်မတူတဲ့သူအသွင်မတူတဲ့သူတို့ဒီဘယ်လိုခေါ်မလဲဆိုတော့တော်လန်ရေးအားပေးဒီစေတေကျော်တော်လန်ရေးကိုအားမပေးမထောက်ခံတဲ့သူမှန်သမျှဟာတို့ရဲ့ပြစ်မှတ်ဖြစ်ပြီးတော့ပြစ်ရှာနေတဲ့ GFN ဆိုတဲ့အဖွဲ့အစည်းရှိတယ်အဲ့ဒီအဖွဲ့အစည်းကအခုဆိုလို့ရှိရင်ဒီပြဿနာပေါ်မှာအခြေခံမြန်မာပြည်ကတထေးကြီးတွေကြောက်ဖြစ်တာဆိုပြီးတော့တထေးကြီးတွေကြောက်ဖြစ်တာဆိုပြီးတော့ငါနဲ့မတူငါရန်သူအဖွဲ့အစည်းပါ GFN ဆိုတဲ့အဖွဲ့အစည်းကအဲ့တော့အဲ့ဒီအဖွဲ့အစည်းကပဲ Facebook ပေါ်မှာဆိုလို့ရှိရင်လည်း အမြင်မတူတဲ့သူတွေလိုက်ပြီးတော့မောင်းထုတ်နေကြတယ်ဟုတ်လားကျွန်တော်တို့ဒီပလက်ဖောင်းလုပ်နေရတဲ့အားလုံးကိုသူတို့ကပဲလုပ်နေတာဖြစ်တယ်အဲ့တော့ဒီအဖွဲ့အစည်းကတော်တော်ဟာတာနိုင်တဲ့အဖွဲ့အစည်းပါအခုဒီပြဿနာဒီဒီအဖွဲ့အစည်းကလည်းပြဿနာအဖွဲ့အစည်းပါနော်တို့မြန်မာနိုင်ငံကြီးပြဿနာဖြစ်နေလို့ပါအရာရာချင်းချင်းယုံကြည်ကြပါတဲ့နော်တဲ့တဲ့ဟုတ်ပြီအဲ့တော့စာတင်ကြောင်းတည်တဲ့စစ်စခန်းမဟုတ်ပါလက်နက်တူလောင်လို့မရပါဘူး ။ဒါတော့ဘောနော်ပြောင်းကျဲနေပြီးတော့မှကျွန်တော်ဒီစာတင်ချက်မှုကျတဲ့ဖြစ်စဉ်အားဆိုတော့စကွန်ရဲ့လက်ချက်ပဲဆိုပြီးမှသူကိုယ်တိုင်ကပြောချထားတာပဲဖြစ်ပါတယ်။ဘုံမတွေပြပြောသလိုကျွန်တော် PDF တွေကနေပြီးတော့မှသူတို့ဒီထားထားတဲ့ဘောနော်ဘုံတွေပေါက်ကွဲမှုကြောင့်ကလင်းငယ်တွေတည်ဆုံရတယ်ဆိုတဲ့ပုံစံမျိုးတွေကျွန်တော်ကြားနေရတဲ့ကြားတဲ့ကနေပြီးတော့မှဒီရှာရှာပေါပါပြောင်းကျန်နေပြီတော့မှအခုလိုမျိုးဘုံကပြောချလိုက်တာကိုကျွန်တော်ချင်းအဖြစ်နောက်တော့စစ်ကောင်စီနေနဲ့တေချာပေါ့သူတို့လို့ဆောင်ခဲ့ပြီဆိုတော့လည်း ဒီဘောမှာအော်တန်စာတွေကနေပြီးတော့မှကိုယ်တိုင်ပြောကြလာတာပဲဖြစ်ပါတယ်။ကျွန်တော်ဘက်ကနေပြီးတော့မှစစ်ကောင်စီနဲ့သူတို့ပေါင်းပါလို့သူတွေရဲ့လွတ်ဆောင်ချက်တွေကိုလည်းအမြဲလိုလိုတည်ရှိထားတာမို့လို့နောက်ထပ်ပေါ့နော်ဒီလိုမျိုးလေချောင်းတက်ခမှုတွေဖြစ်မလာအောင်ကျွန်တော်ဘက်ကနေပြီးတော့မှအမြန်ဆုံးကာကွယ်တင်တာကာကွယ်ပြီးတော့မှစစ်နိုင်တဲ့ရေးစူးစမ်းရတဲ့အချိန်ပဲဖြစ်ပါတယ်။ကျွန်တော်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့ဇဘွန်ရနေပြီးတော့မှသူ့အနေနဲ့ဒီစစ်စခန်းတွေတစ်ခုပြီးတစ်ခုလိုက်ပြီးတော့မှတရင်တွေပေးနေပြင်မှာအခုဆိုရင်ကြာဆုံးမှုတွေများတယ်တဲ့ဆိုပြမှာပေါ့နော်။ အားချောင်းကိုကျွေးလောင်မြဲစွာနဲ့ပြောဆိုထားတာပဲဖြစ်ပါတယ်။ဒီကောင်ဘလူးမျိုးတွေပြထားမလဲဆိုတော့ကျွန်တော်တချို့လောက်ကြည့်လိုက်ရအောင်နော်။ကျွန်တော်ကစပီကာတို့ခံယူလာတာစပီကာသမားတယောက်အနေနဲ့တာဝန်ကြီးစီတာဝန်ကြီးခြင်းနဲ့ပေါ့နော်ဒီနိုင်ငံဒီလူမျိုးအေဂျင့်ကနေတိုင်းခြင်းနဲ့ပြည်သူလူထုဒီတက်မတော်အတွက်ပေါ့နော်ကျွန်တော်တာဝန်ကြီးခြင်းနဲ့နော်ဟိုဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့9ခု6တို့ပါတို့နော်ကျွန်တော်អော်ခဲ့တယ်နော်ကျွန်တော်អော်ခဲ့တယ်ဒီ plan နော်268တို့ကျွန်တော်អော်ခဲ့တယ်နော်អော်တယ်ကြားတယ်ဟွန်း9ခု6អော်တယ်နော်မကြားခင်305ရဲ့တပတ်လို့អော်တယ် အယူမဆိုင်ကြအောင်နော်အဲ့ဒီနေရာဒေသတွေမှာရှိနေတဲ့အခြေခံစစ်တရားတွေအစပြီးတော့မှအဲ့မှာဟိုပေါ့တော့တိုင်းမူလောက်အစင်းကြီးနေနော်တည်တင်တယ်လို့ပဲကျွန်တော်ကပြောခြင်းတယ်အခုကျွန်တော်ပြောပြီးပြီနော်ဒီဒီဥစ္စာဒီတည်တင်းကနော်299နော်မလွဲတော်ဝင်လုံးမယ်တဲ့အေးပြောတယ်ပြောတဲ့စကားကကျွန်တော်တို့က10 20ခုစစ်စစ်ဒီဘက်နောက်ပိုင်းတွေကကျွန်တော်တို့ကဒီလာချိုရမခါနဲ့အကြောင်းပြပြီးတော့ဒီနတ်ဘကနော်အန်းတို့ပါတို့နော်ပြန်ကြည့်ပါကျွန်တော်တို့ကျွန်တော်ကျွန်တော်ပြောထားတဲ့ဟိုနေရာတွေတက်တယ် ။နော်ဟိုဘက်ဆိုဒီဒီဘော23မရောက်ခင်903 904တို့အဲ့ဘက်ဒီအဲ့မှာအမြောက်ဟိုတန်ချက်ကတက်ရှိတယ်။နော်အဲ့ဒါဒီအကုံလုံးပြောတယ်။အပြောတာဟိုဂယုမဆိုင်တာလို့လို့အလေးမထားတာလို့လို့လုံးတော့ကိုယ့်ဘက်ကကြာရှုံးမှုရှိလာတော့သူများပြောစရာဖြစ်တာပေါ့ဗျာ။နော်အဲ့တော့ကျတော့ခမားတို့တိပါတယ်ခမားတို့တိတိနေမိုက်နေတာပါနော်ငါတို့တိတိနေမိုက်နေတာခမားတို့အကျိုးစီးပွားတာဆိုရင်တော့ခမားတို့ဒီလိုလုပ်မှာမဟုတ်ဘူးနော်ကျွန်တော်တို့ကနိုင်ငံနဲ့လူမျိုးကိုချစ်တာဗျလူပုဂ္ဂိုလ်ချစ်တာမဟုတ်ဘူးနော်ဒီတိုင်းပြည်နဲ့ ဒီနိုင်ငံဒီလူမျိုးအေးချမ်းစွာနေထိုင်ခြင်းနဲ့ပြည်သူလူတို့ပြည်တပ်မတော်နဲ့တပ်မတော်သားမိသားစုကိုချစ်တာဒါပေမဲ့အဲ့ဒီမှာရုံမှာအောက်ကောင်းချစ်အောက်တန်းစားတွေအောက်တန်းကြတဲ့လူလူတွေမပါဘူးเนาะကျွန်တော်တို့ကတပ်မတော်ကိုချစ်တာတပ်မတော်သားကိုလည်းချစ်တယ်ဒါပေမဲ့စစ်မှန်တဲ့တပ်မတော်သားကိုချစ်တာเนาะတိုင်းပြည်တို့နိုင်ငံတို့လူမျိုးတို့ကိုယ့်ရဲ့အောက်လက်တပည့်အငယ်သားတွေအပေါ်မှာပြန်ကြည့်တဲ့ခေါင်းဆောင်မျိုးတွေကိုကျွန်တော်တို့ကချစ်တာအဲ့တော့ငါက98တုန်းကလည်းပြောတယ်ပြောတယ်ကြားသွားတယ်เนาะပြီးတော့မှပြန်ရတယ်ပြန်ကျွန်တော်တို့ပြောပြတာလက်ရှိ ကိုအခြေခံခိုင်နဲ့ထိုင်လာတဲ့နေရာကိုပေးရပြီဆိုရင်ပြန်တိုက်လို့ရှိရင်မလွယ်ဘူးအတက်တရာအလကားမရဘူးဘဝင်ရတော့ဒီစကွန်စီရရှိတချို့ကကိုချိုးစီပွားပဲရှာပြတော့မှသူတို့ပေးတဲ့တည်င်းချက်လက်တွေကိုတောင်းမပါနော်နားမထောင်တော့ဘူးဆိုတဲ့ပုံစံမျိုးတွေဒီပေါက်ကပြောဆိုနေတာဖြစ်တယ်ဟုတ်ဆိုလဲကျတို့တော်လိုက်တဖို့မနေရနေပြတော့မှစကွန်စီလေးကြောင်းတိုက်ခတ်မှုတွေပြကြတဲ့ကနေပြတော့မှစစ်စကန်သိမ်းဘွက်တွေကိုဟုတ်ဆိုရင်လှုပ်ဆောင်နေကြတာမဟုတ်လို့ပါနော်တောင်းပိုက်တိုင်းမှာဆိုတော့ကျတို့တို့ခုဘီတို့ခုကန်ယူဘွက်ကနေပြတော့မှ တိမ်ပိုက်ပြနေတာပဲဖြစ်ပါတယ်ဘလိုပဲပြောပြောနေစကောင်စီကတော့ဒီလိုမျိုးအောက်တန်းစားလို့ရတွေကိုလွှတ်ဆောင်ပြီးတော့မှကျတော့ပြည်သူနဲ့တော်လိုင်းတဖို့တို့တော့မှအခွဲခြားဆက်ဆံမှုမရှိတော့ဘဲနဲ့အခုဆိုရင်မဲမဲမြာဆိုပြီးတော့မှတခဲမှုတွေဆက်လက်ပြီးတော့မှကျွလွန်နေတာမလို့ပြည်သူတရလုံးအနေနဲ့ဒီတော်လိုင်းမှာတထက်ဝင်ဘူးပေါင်းပိုင်ဝင်ရင်းနဲ့ဒီစစ်ကောင်စီနဲ့အောက်တန်းစားတို့လိုလော်ဘီတွေကိုလည်းတခါတည်းပြက်ရှင်ဖို့ကြိုးစားရတော့မှချိန်ပဲဖြစ်ပါတယ် ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ပေါ်ကရောနဲ့ပြီးတော့မှဟိုရင်တွင်ကျွေးရစာတင်ကြောင်းပုံချက်ခိုင်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှ NUG နဲ့ PDF တွေကိုဘယ်လိုမျိုးအားချောင်းစင်ခေါ်ပြောဆိုထားမလဲဆိုတာကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်ဒီချိန်မှာကြောင်းခွင့်လားဒီချိန်မှာကြောင်းအဖို့လက်ခံပြီလားကလေးတွေကစာတင်ကြောင်းကိုခေါ်တယ်ကလေးတွေအဲ့တော့ဥစဉ်ကပြောကြင်တာဒီအဖွဲအကျန်းဖွဲအဖွဲစည်းတွေနော်အဲ့ဒီဘက်ကကျန်းဖွဲကဘာအယုတ်မှဆုံးအဖွဲလို့တော့ပြောလို့ရတယ်ဟွန်းတာလီဘန်စစ်တွေးကြရင်တော့တို့တော့ကလေးတွေကိုအတုံးမချအောင်ကလေးတွေကိုမယုတ်ပါဘူးသူတို့ကဒီကလေးတွေကိုပြောကျင်တာကတော့ ကလေးတွေကိုခေါ်မယ်ခေါ်ပြီးလို့ရှိရင်ကလေးတွေကိုစာနာကြဘာဖြစ်လို့ကလေးတွေကိုနိုင်ငံရေးတဲ့ဆိုဘာလို့ကလေးတွေကိုဒီလိုလှုပ်ရတာလဲအမှန်ကဦးသွန်းတို့လေချောင်းဟာခြားရင်လဲခြားမယ်ဒါပေမဲ့ခင်ဗျားတို့လွင်ကတော့အဲ့ဒီ၁၀ရ၁၅ရက်လောက်ကအဲ့ဒီစာရင်ကျောင်းထဲမှာစာရင်ကျောင်းထဲမှာမိုင်းနေလူကွန်ကျူးတွေနဲ့လှုပ်ထားတယ်ပိုက်လုံးတွေနဲ့လှုပ်ထားတယ်ဘုံတွေမိုင်းနေခင်ဗျားတို့တွေ့ရမှာမြန်းလိုက်မယ်အဲ့မှာဦးသွန်းတို့အဲ့ဒီဓာတ်ပုံတွေအဲ့ဒီအထောက်ထားတွေကလည်းတို့တို့ချင်းချင်းပဲပို့လာတာစာရင်ကျောင်းထဲမှာတို့လိုအကျန်းဖက်လုပ်ငန်းတွေလှုပ်ဆောင်နေတဲ့ အကျန်းစာသင်ကျောင်းတွေမှာတို့အကျန်းဖက်လုပ်ငန်းတွေမွေးမြူနေတယ်မွေးမြက်နေတယ်ကလေးတွေကိုသုံးချနေတယ်ဒါတွေခင်ဗျားတို့အားလုံးလဲဒါ లై ဘောမှာတွေ့ရတာပဲဒါလည်းလိန်လို့မရဘူးအဲ့ဒီချိန်မှာကလေးတွေလေကျောင်းရံနဲ့ဒီကျောင်းမှာစီဝဲလောက်ကြတယ်စီဝဲလောက်ကြတယ်အဲ့တော့လေရင်နဲ့ခြတာမခြတာအတာထားကလေးဆိုတာကကင်နေတဲ့နေရာကိုဆော့နေတဲ့နေရာရှိတယ်ကလေးတွေဆိုတာကကလေးတွေဆိုတာကစူးစမ်းခြင်းနဲ့ဒါလေးကဘာလေးလဲဒါလေးကဘလို့ဟာလေးလဲတော့ပြီးမှကြည့်ခြင်းနဲ့ ငပဝါတော့ကျွန်တော်ပြည်တဲ့တွေကနေပြီးတော့မှကလေးတွေကိုတုံးချပြီးတော့မှစစ်ကိုအနိုင်တိုက်ဖို့စ조사နေတယ်ဆိုတဲ့အကြောင်းပေါ့နော်ပြောဆိုထားတာဖြစ်တယ်တကယ်တမ်းဒီကောင်တွေကတော့လုံးဝကိုအရှိတိတ်ခါလုံးဝမရှိတော့ဘဲနဲ့ကျွန်တော်ပြည်သူတွေကနေပြီးတော့မှပဲအချင်းချင်းပြန်ပြီးတော့မှတက်ဖြတ်ဖို့조사နေတဲ့စစ်ကောင်စီကိုထောင်ချောက်စီနေတယ်ဆိုတဲ့ပုံစံမျိုးတွေဒီပြောဆိုထားတာပဲဖြစ်ပါတယ်ဆိုတော့ဒီငပပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့မှကြီးနေကြတဲ့မြို့ပြည်သူတွေဘက်ကနေပြီးတော့မှလည်းကိုယ့်ရဲ့မြင်လေးတွေခြိုက်ပြေးခဲ့ကြဖို့ကျွန်တော်အားလုံးတောင်းဆိုပါတယ် ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အဘာသာကိုကြီးဆိုတဲ့ငနဲ့ကနေပြီးတော့မှကျော်စိုးကျော်မင်းမင်းတို့လိုမျိုးမီဒီယာသမားတွေနဲ့နိုင်ငံကိုပြန်လည်တက်မှတ်အောင်စ조사သွားမယ်ဆိုပြီးတော့မှအချောင်ပြောဆိုထားတဲ့အရာလေးကျွန်တော်စစ်ပြီးတော့မှခြေလဲရအောင်နော်မင်းတို့တွေမီဒီယာတွေကိုအရန်ကြီးဒီမီဒီယာတွေကနောက်အနာကက်အလားလာမှာတိုင်းပြည်အတွက်နော် OMS speaker တွေနော်ဇော်ဘဝင်းတို့ပါလို့ဆိုလို့ရှိရင်လေ OMS speaker တွေငါတို့အစိုးရအစ်စ်ရွေးကောက်တင်မြောက်လိုက်တဲ့အစိုးရအစ်စ်မှာမှားတာလုခဲ့လို့ဆိုလို့ရှိရင်ထောက်ပြမယ် OMS အစိုးရကိုပြန်ထိမ့်မဲ့မီဒီယာတွေဖြစ်လာမှာကွာငါတော့အားပြီးတယ်။ဘာကြောင့်လဲဆိုတော့မီဒီယာအားနဲ့လူလူအော်သံဒီနဲ့အစိုးရကိုပြန်ထိမ့်ရတာနော်မီဒီယာတွေကအစားအစိုးရဘက်မှာရက်တည်နေတယ်ဆိုလို့ရှိလို့ရှိရင်တော့ယူငေါ့တန်းပြီမင်း NLD kick ကတော့ပြန်ဖြစ်သွားမှာပဲ။ဟုတ်ပြီလား။အဲ့တော့စစ်စိုးရကဒီတခါအာနာတိန်းတဲ့ကိစ္စကနောက်ဆုံးပဲလို့ငါတော့ထင်တယ်။တော်တော်ကိုစစ်စိုးရကလည်းအာနာတိန်းရတဲ့စိတ်တော်တော်ပြန့်နေပြီ ဘာကြောင့်လဲဆိုတော့ဟိုး2010ရွေးပေါက်ရွေးကောက်ပွဲမှာတွေကအာနာကိုပေးလိုက်တာဒီအာနာကိုမလို့ကျွန်တော်လို့ပေးလိုက်တာမဖြစ်မနေပြန်သိမ်းရမသိမ်းခြင်းမင်းနဲ့သိမ်းရနည်းနည်းမှအာနာကိုသိမ်းရပြောရသေးတယ်ခံစားလို့ရတယ်နော်သိမ်းလိုက်တဲ့အတွက်ကြောင့်မတိုင်းပြဘလောက်တော့စုတ်ပြတ်သွားတယ်ငါတို့လည်းမြင်တဲ့အတိုင်းပဲစစ်တပ်ဆိုတာကွာတိုင်းပြည်ကောင်ကွယ်တိဆောက်ထားတာကွာတိုင်းပြည်အုပ်ချုပ်မှုအတွက်တိဆောက်ထားတာမဟုတ်ဘူးအဲ့တော့တိုင်းပြည်မအုပ်ချုပ်တတ်တဲ့ဥစ္စာသွားကြည့်ပြပြောလို့မရဘူးဟုတ်ပြီလားအဲ့တော့လက်တက်လာမယ့်အစိုးရအစိုးရအစိုးရအစည်းအဝေးဆက်ဆက်ကို ထိမ့်သိမ့်ဖို့အတွက်အခုချိန်မှာစပြီးတရေတီမွေးဖွားလာတယ်ဒီ people media တို့နော်ဒီကျော်စိုးဦးတို့ကျော်မျိုးမင်းတို့နောက်ပြီးတော့အမပုတုတို့ငါတို့တွေနောက်ပြီးတော့ဇော်ဘိုးဟင်းတို့တည်အစိုးရမဟုတ်ကဟုတ်ကလုတ်တဲ့ဥစ္စာတွေကိုဖော်ထုတ်မဲ့ speaker မျိုးတွေဒါကိုတည်ပြီးပြောမဲ့ media မျိုးတွေကိုငါတို့ကကြိုဆိုရမယ်ကွာနော်မကြမီတိုင်းပြည်ကအေးချမ်းသွားပြီးတော့ငါတို့ရွေးကောက်ပွဲမှာငါတို့နိုင်ငံသူနိုင်ငံသားတွေတင်ပြောက်တဲ့အစိုးရအစ်စ်ကပေါ်ထွက်လာမယ်ဒီအစိုးရအစ်စ်တွေကိုထိန်းချုပ်မှုတွေကို ငါတို့တွေနော်စုံဖုံးရင်တို့ကြော်မျိုးမင်းတို့ကြော်ဆိုးဦးတို့အမပူတူတို့ဇင်ဦးတို့အများကြီးကွာနော်ဘုံမခိုင်တို့အကုန်လုံးကဲဒီကောင်ကတော့အခုဆိုရင်ဒီလိုမျိုးဘောမအောက်တန်းစားတွေနဲ့ပါနော်နိုင်ငံကိုပြန်လဲတက်မရမယ်ဆိုပြီးမှပြောဆိုထားတာဖြစ်တယ်အဲ့လိုတွေနဲ့တာကျွန်တော်တို့ဒီအစိုးရကိုဖွဲ့စည်းလိုက်မယ်ဆိုတော့တိုင်းပြည်ရောဒီတက်ပူပြမဆင်းရဲမွဲတွေဆိုတဲ့ပျက်စီးသွားမယ်ဆိုတော့ချင်းတေးပြောလို့ရနေတာပဲဖြစ်ပါတယ်သူတို့လို့တတ်တာတကူကတော့ကိုကျိုးချပြတော့မှပီတူချင်းချင်းကိုတက်ဖြတ်ဖို့ ဝင်ဝင်ပြီးတော့မှအားပေးလို့ဆိုမယ်ပြီးတော့မှစစ်ကောင်စီအာဏာပိုတည်မြောက်ကိုစ조사သွားမယ်ဆိုတဲ့ပေါ့နော်သူတို့ရဲ့မူဝါဒအတိုင်းပဲဟိုလိုမျိုးကျွန်တော်တို့ပြည်သူတွေတတ်ခံနေရတာတော့မှနှုတ်ကနေပြီးတော့မှစစ်ကောင်စီအနေနဲ့လှုပ်ဆောင်ခြင်းမရှိဘဲနဲ့ PDF တွေကနေပြီးတော့မှပဲတတ်ဖြတ်တယ်ဆိုတဲ့ပုံစံမျိုးတွေဒီပြောတာကိုကျွန်တော်ကြည့်လိုက်မယ်ဆိုတော့ဒါကသူတို့စေထားဘယ်လောက်ထိပေါ်လွင်နေလဲဆိုတော့တွေ့ရတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီစစ်ကောင်စီရဲ့2025ရွေးကောက်ပွဲအရဆိုတော့တော်တော်လေးကိုအနေနဲ့များတာဖြစ်ပြီးတော့မှကျွန်တော်အဲ့ဒီရွေးကောက်ပွဲမှာဖြစ်မြောက်အောင်ဝိုင်းဝန်းပြီးတော့မှပါနော် စစ်ကောင်စီကိုအဲ့ဒီမတိုင်ခင်ဖြိုချဖို့ကြိုးစားရတော့မှအချိန်ပဲဖြစ်ပါတယ်ကဲကျွန်တော်နောက်ဆုံးဗီဒီယိုတဘောအနေနဲ့တော်လံပြတော်သားသူဖြစ်တဲ့အမတဲတဲကနေပြတော့မှအခုချိန်ဒီစစ်ကောင်စီလက်အောက်မှာအလုံးလုံးနေကြတဲ့ဝန်ထမ်းတွေကိုဘယ်လိုမျိုးဆုံးမပြောဆိုထားလဲဆိုတာကျွန်တော်ဆက်ပြီးတော့မှချိန်လိုက်ရအောင်နော်ဒီလောက်ရက်တွေကိုရှင်တို့ဘာပြောမှလဲနော်ငလင်လှုပ်နေတဲ့အချိန်မှာဘုံကျဲတဲ့လောက်ရက်တွေဒီပြည်သူတွေဟာ PDF ပါ PDF တွေပါလို့ရှင်တို့ပြောပြောခဲ့တဲ့ရှင်တို့စစ်တပ်ကထည့်ခဲ့တဲ့တည်င်းတွေအတိုင်းရှင်တို့ ပုံနေနဲ့တကွတက်လာတဲ့ကလေးတွေရဲ့အသက်အန္တရာယ်အတွက်ရှင်တို့ဘာပြန်လုပ်ပေးမှာလဲဟင်ဘယ်သူတာဝန်ယူပေးမှာလဲတမိုင်းတရခံများဟင်တမိုင်းရဲ့လောက်ကောင်များပြီးသူရဲ့ခြင်ပတ်များတွေးကွက်များကိုကျွန်မမေးတင်တယ်ဟင်စစ်ကောင်စီလက်အောက်မှာခုအချိန်ကြည့်နော်ပြန်ပြီးတော့မတော်လန့်မဲနဲ့ပြန်ပြီးတနက်ပြောင်းမလဲပဲနဲ့ပြီးသူကိုဟာလာစစ်ကောင်စီကခိုင်းသမျှလုပ်နေတဲ့လူတွေရဲ့မိသားစုတွေအတွက်ခင်များတို့လိပ်ပြာလုံရရဲ့လားလိပ်ပြာလုံရဲ့လားဆိုတာယိုယိုပြောတာမဟုတ်ဘူးနော် ်ခင်ဗျားတို့ပြန်ပေးဆက်အမယ်ဆိုတာသဘောပေါက်တာเนาะခင်ဗျားတို့ပြန်ပေးဆက်အမယ်ဆိုတာသဘောပေါက်တာဟုတ်လားဒီလောက်เนาะ ကလေးတွေဘာပြင်မှမရှိဘူးနောက်တစ်ခုကဒီစာတင်ကြောင်းတွေမှာတွားပြီးတော့ brain wash တွားလုပ်နေတဲ့ဆာဟိုမသိလို့ရှိရင်အခုချိန်မှာဒီခေတ်ဒီကာလရင်းမှာဟာလာအစိုးရလက်အောက်ကစာတင်ကြောင်းတွေမှာကြောင်းတက်တာပဲမတရားကြီးတွေဟာလာကန်ကောင်းနေတဲ့လူတွေလို့လို့ရှင်တို့တွေကမတရားကြီးတွေခုရင်ရနေတဲ့လူတွေလို့လို့ကလေးတွေကိုဟာလာရှင်တို့တွားပြီးရှင်တို့ရဲ့အုံနောက်တွေတုံးစားလို့မရတော့ကလေးတွေကိုပါ brain wash လုပ်တွားလုပ်နေတာစာတင်ကြောင်းတွေဒီတွားပြီးဒီကလေးတွေဘာမှမသိနားမနေတဲ့ကလေးတွေကကောင်းနေဘူးရှင်တို့ဘာတွေတွားရိုက်ထည့်ပေးနေရလဲအခုလုပ်နေတဲ့ကလေးတွေဟာလာတည်သွားတယ် လူတွေထဲမှာတော်တော်များများကလေးလေးတွေပါတယ်အသက်မပြည့်သေးတဲ့လူတွေပါစာသင်ကျောင်းတွေကိုတမင်တကာဒီနေရာမှာစာသင်ကျောင်းရှိတယ်စာသင်နေပါတယ်ဆိုတာတိတိကြီးနဲ့နော်ရှင်တို့တွေမသိဘူးဆိုတဲ့အရာဘာမှမရှိဘူးရှင်တို့တွေသိကြတယ်ဟွန်း PDF တွေနေရာမလို့ဘုံကျဲတယ်ဆိုတဲ့စောင့်စကားမျိုးတွေမပြောနဲ့ရှင်တို့ကြီးရွယ်ချက်ရှိရှိလုပ်နေတာတွေကတသက်တွေပဲရှင်တို့လုတ်သွားတဲ့ဘုံကြီးကျောင်းတွေစာသင်ကျောင်းတွေဟာလားရှင်တို့ခံရတလက်ရှင်တို့အော်စစ်တမ်းတွေခံလိုက်ရပြီရှင်တို့ဘက်ကဘောမတွေခံလိုက်ရပြီဆိုရှင်တို့အပြည်သူကြီးကအသက်ပြန်တော့လေရှင်တို့ရဲ့ရုပ်မှာကောက်ကျစ်တဲ့စိတ်တွေ ဟင်ဒီရုပ်မှာကောက်ကျစ်တဲ့စိတ်တွေရှိနေတဲ့လူတွေကိုအားပေးထောက်ခံနေကြတဲ့လူတွေဒီတို့ဟာတမိုင်းတည်းရဲ့ခံနေပြီအဲ့ဒီကံအဲ့ဒီဝတ္တရားအဲ့ဒီကံဝတ်ကျွေးဒီလိုရှိကိုပြန်ကိုလာပါကံတရားမျက်နှာမလိုက်ဘူးမာတတဲကတော့ပေါ်ခွဲပြောဆိုထားတာပေါ့နော်ကျွန်တော်အလုံးသိရှိထားတဲ့အတိုင်းဝတ်ချိန်မှာစကွန်ဆီလေးအောင်မှာလုံးလုံးနဲ့ကြတဲ့နန်းစီလေးရမတွေနဲ့ဘောမအောက်တန်းစားလူတချို့ကတော့စကွန်ဆီကနေဘယ်မှလေးကြောင်းတက်ခတ်မှုတွေလို့တာမဟုတ်ဘဲနဲ့ ဒီ period တွေကနေပြပါပဲပြီးသူတွေကိုတက်ဖြတ်တယ်ဆိုတဲ့ပုံစံမျိုးတွေထိအဖြစ်မှာကိုရေလုံးနှုတ်ပိတ်ပြီးတော့မှမျိုးလုံးမျိုးစားတွေပြောဆိုနေကြတာပဲဖြစ်ပါတယ်ကျွန်တော်အားလုံးဝိုင်းဝန်းပြီးတော့မှအခုဆိုဖြေရှားတင်နေတာပြပြမှာတပေါင်းစုတစ်ခုဖွဲ့ဒီဆောက်ပြီးတော့မှခုလိုမျိုးစစ်ကောင်စီရဲ့လေချောင်းတခိုင်းမှုတွေကိုနောက်နောက်မကြုံရအောင်စစ်ကောင်အနိုင်နဲ့ဖို့လွှမ်းနေတာပဲဖြစ်ပါတယ်ပြီးသူတရလုံးအနေနဲ့ကိုရောက်ရနေရဒေသတွေကနေပြီးတော့မှတစ္ဆန်ရတော်လိုင်းတပ်ဖွဲ့ဝင်တွေကိုအပိတ်ကူညီနေအချင်းချင်းပြလဲဖိအိမရမဲ့အချိန်ပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဘဝင်သူကြီးဖြစ်တဲ့စစ်ကောင်စီရတဲ့သူလို့ဆရာရှိတာ ဆက်လက်လှုပ်ဆောင်သွားတာဖြစ်ပြီးတော့မှစစ်ကိုပေါ့နော်အဆုံးစွန်တီးသွားမယ်ဆိုတော့သဘောမျိုးကိုပြသလိုက်တာမို့လို့ကျွန်တော်ပြည်သူတွေဘက်ကနေပြတော့မှလဲတော်လိုင်းရဲ့တပ်ဖွဲ့ဝင်တွေနဲ့သူဒီစစ်ကိုမနိုင်မချင်းတိုက်ရမယ်ဆိုတော့စိတ်ကိုမွေးပြီးတော့မှဝင်ဝင်ကြိုးစားကြပါဆိုလို့ပြောရတဲ့ကျွန်တော်ဒီနေ့ညဗီဒီယိုကိုဒီညမှာပဲဆုံးသက်ချင်ပါတယ်စာဆုံးကြည့်ရှုပေးကြတဲ့မြို့ပါပြည်သူများလုံးထူးခြားစုတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခွေးချမ်းမချင်းနဲ့ပြည့်စုံပြီးတော့မှတိုင်ရဲ့ချမ်းနဲ့ညချမ်းလေးပန်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကလည်းဆုံးမကောင်းတောင်းပေးလိုက်ပါတယ်